င်္ဂလာပါရှင်။နိုဝင်ဘာလ12ရက်နေ့အတွက်တန်လွင်ထောင်မြက်ညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လွင်ထောင်မြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထောင် application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တရချောင်းမှာစစ်ကြောင်းထုနေလို့ကျေးရွာဆဲရွာထံမင်းစစ်ရှောင်နေရတဲ့သတင်းတွေအပြင် မော်မာရွေးကောက်ပွဲကြီးလာပေမဲ့စစ်မှုထမ်းပေးဖို့အုပ်ချုပ်ရေးမှုတွေဇဒိုက်ဖိအားပေးနေတဲ့တဲ့နဲ့လူလူစိတ်ဝင်စားတဲ့ရွေးကောက်ပွဲအမှုပညာရှင်တွေနဲ့နှိုးဆော်နေရတဲ့တဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့တွေမှာတော့ဂျော်ဂျီယာမှာတူရကီစစ်ပတ်လေရင်ပြတ်ကျောက်မှုကြောင့်စစ်မှုထမ်းအယောက်20လုံးတိတ်ဆုံးခဲ့တဲ့တဲ့ဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တတ်ဖြစ်မယ်လို့တရုတ်အရာရှိချင်းချောက်လိုက်တဲ့တဲ့တွေအပြင်မနက်ဖြန်အတွက်မိုးလေဝသတဲ့တွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင် နင်္သာရီတိုင်းတရက်ချောင်းမြင်းနယ်မှာစစ်ကောင်ပြင်းတက်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကျေးရွာဆဲရွာကျော်ကဒေသခံအများအပြားထွက်ပြေးတင်းရှောင်နေရပြီးစားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကတန်လင်ထမ်းမှုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ၈ရက်နေ့ကစလို့တရက်ချောင်းမြို့ပေါ်အခြေဆိုင်တပ်စခန်းတွေကအင်အားရာကြီးပါတဲ့စစ်ကောင်ပြင်းတက်ဟာဝင်းဝါစခန်းကနေတဆင့်တရက်ချောင်းမြို့နယ်အောက်ဘက်ပိုင်းကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတာပါ ဒေသခံတွေရဲ့ပြပြချက်အရတရချောင်းမြို့နယ်အောက်ဘက်ပိုင်းကိုစစ်ကောင်ဖြင့်တက်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်မင်းတပ်၊တင်ကျွန်၊ဝါရဲ၊ကမြိုင်၊ရငဲ၊ကြက်ခမောက်၊ကျွဲမင်းကုန်းကနက်တီဝီနဲ့ကတွဲစားတဲ့ကြေးရွာဆဲရွာကျော်ကထောင်ထဲချီတဲ့ဒေသခံတွေဟာဘေးလွယာနေရာတွေကိုထွက်ပြေးတင်းရှောင်နေကြရပါတယ်ရှင်။လက်ရှိမှာဒေသခံတွေစစ်ပေးရှောင်နေကြရတာဟာ၃ရက်ကျော်ရှိလာပြီဖြစ်တယ်လို့ ကတွဲကျေးရွာဘက်မှာလဲကားလန်းတွေပိတ်ထားတာကြောင့်ကုန်ကားတွေပိတ်မိနေတယ်လို့စစ်ရှောင်နေတဲ့အချိန်မှာလဲစားနဲ့ရိတ်ခါတွေနေပါလာတာကြောင့်အဆင်ပြေတယ်လို့ဝေးမြစားတောက်နေကြရတယ်လို့စစ်ရှောင်အမျိုးသမီးတဦးကတန်လင်းထမ်းမှုပြောပါရယ်။တပ်ဖက်မှာလဲစစ်ပေးရှောင်အများစုဟာအလင်းစလို့ထွက်ပြေးလာရတာကြောင့်စားနဲ့ရိတ်ခါလိုအပ်ချက်တွေရှိနေပြီးလမ်းဘေးနဲ့တပင်အောက်တွေနဲ့ဘုံကြီးကျောင်းတွေမှာအိတ်နေရတဲ့သူတွေလည်းရှိနေတယ်လို့ဆိုပါတယ်ရှင်။ နိုဝင်ဘာလ9ရက်နေ့ကလည်းတရချောင်းမြို့နယ်အောက်ဘက်ပိုင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်ပြင်းတပ်နဲ့တော်လန်ရေးတပ်ဖွဲ့တွေနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဗိတ်တော်ဝဲကားလမ်းပေါ်ရှိ6ချောင်းကျေးရွာကနေအိမ်40နှလုံးတိန်ကုန်းကျေးရွာကနေအိမ်3လုံးကိုစစ်ကောင်ပြင်းတပ်ကမိရှို့ဖျက်ဆီးခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကလည်းတနင်္သာရီတိုင်းမှာစစ်ကောင်ပြင်းတပ်နဲ့တော်လန်ရေးအင်အားစုတွေရဲ့နှစ်ဖက်တိုက်ပွဲအပြင် စစ်ကောင်ရှင်ရဲ့ drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံ8000ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဒေသရင်းသုတေသနအဖွဲ့ဖြစ်တဲ့ AFI5 တနင်္သာရီရဲ့အစီရင်ခံစာအရသိရပါတယ်ရှင်။မွန်ပြည်နယ်မှာအထွေထွေရွေးကောက်ပွဲနီးလာပဲမယ်စစ်ကောင်ပြင်းကစစ်မှုထမ်းတပ်သားတွေစုဆောင်းပေးဖို့စရိုက်ဖိအားပေးနေတယ်လို့သိရပါဗျာရှင်ဒီသတင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါဗျာ မူမီနီမာအာနာသိန်းစစ်ကော်မရှင်ကသူတို့ပြုလုပ်မဲ့ထွေထွေရေကောက်ပွဲကြီးလာပြီးမဲ့စစ်မှုရန်တပ်သားတွေစုဆောင်းခွေဖို့ဇက်တိုက်ဖိအားပေးနေတယ်လို့မြင်ပေါ်လိုတဲ့အုပ်ချုပ်ရေးမှုတွေကတန်တွေတိုင်းကိုပြောပါရယ်စစ်ကော်မရှင်ဟာနိုင်ငံနှံ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွက်တပ်သားအင်အားအများပြားလိုအပ်နေတယ်လို့သူတို့လုပ်မဲ့ရေကောက်ပွဲအတွက်လည်းလုံခြုံရေးအင်အားတွေလိုအပ်နေတာကြောင့်စစ်မှုရန်လူသိရရှိအောင်ဖိအားပေးနေတာပါ အရင်ကစစ်မှုရန်သင်တန်းအတွက်ငွေကြေးလိုအပ်သူတွေကိုငွေကြေးပေးဆောင်ကား လူစားထိုးအငှားခေါ်ယူလို့ရခဲ့ပေမဲ့နောက်ပိုင်းမှာတော့စစ်မှုရန်တင်နှန်းဆင်းတာနဲ့ရှေ့တန်းစစ်မြေနာပင်ကို တန်းပို့ကထိခိုက်သေးဆုံးမှုတွေလည်းမြပြတာတွေကြောင့်လူစားထိုးအငှားခေါ်ယူရအခက်ခဲဖြစ်နေတာပါမိမမော်လိုတဲ့အုတ်ချုပ်ရည်မှုတူကတော့ရွေးကောက်ပွဲနီးတာပေမဲ့စစ်မှုရန်တင်တဲ့အတွက်လူသစ်စုဆောင်ပေးဖို့ပြားပေးရှာခိုင်းနေပြီးချင်းချောက်ကြက်ကင်တာတို့လည်းရှိနေတယ်လို့တန်လွင်တိုင်းကပြောပါရတယ်။ အခုကဘယ်လိုလဲဆိုတော့စစ်မှုထမ်းတင်တန်းအတွက်လူသစ်ကိုမဟိုမရိုက်ရအောင်စာခိုင်းတာပေါ့နော်သူတို့ပြောတာတော့အရင်ကသတ်မှတ်ထားတယ်လူကြီးအတွက်ရအောင်ပေါ့နော်ဒီထက်လည်းပိုလဲရတယ်လူသစ်မရလို့တော့မရအောင်မဖြစ်မနေစာပေးရမယ့်ပုံစံပေါ့နော်မရလို့ရှိရင်ရေးယူခံရမယ်ဘာညာအရင်ကတော့ငှားခေါ်လို့ရတယ်အခုကျတော့ဘယ်သူမှမလုပ်ချင်ကြတော့ဘယ်လိုစာပေးရမယ်မသိတော့ဘူးဒါအပြင်စစ်ကော်မရှင်ကလူသစ်ရှာဖွေဖို့ဖိအားပေးလာတာကြောင့်တချို့ရက်ကြီးအုပ်ချုပ်ရေးမှုတွေဟာ စစ်မှုရန်တင်နှံအတွက်ဒေတာတွင်းကလူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီး စုဆောင်းတာ စင့်ကော်စာပေးပို့တာအပြင်မင်းနိုင်ခိုင်းတာတွေကဆာလုဆောင်နေရတယ်လို့သူကစပြုတ်ပါတယ်ဒေတာကန်တုကလည်းစစ်မှုရန်အတွက်အုပ်ချုပ်ရေးမှုတွေကကယ်ရီသမားတွေကဆာပတ်စံပေးပြီးစီယုံနေတယ်လို့အတင်းအဓမ္မတက်သားစုဆောင်တဲ့အတွက်လည်းလူငယ်တွေထွက်ပြေးတာတွေရှိလာတယ်လို့တန်လွင်တိုင်းကိုပြောပါတယ်ဒီဘက်ကလည်းဟိုကယ်ရီသမားတွေကပတ်စံပေးပြီးစီယုံနေလို့ ဘယ်လိုလဲရမှာမဟုတ်ဘူးအဲ့လိုမျိုးကြားပါတယ်သူကဝါးလူတိတ်ဆိုင်တဲ့ကာဒီမှာပေါ်လာတာကဒီလိုမျိုးဒီပေါ်လာတာကဖြစ်နေတဲ့အချိုးရတယ်ဒါပေမဲ့သူကလည်းသဘာဝတူတယ်တခုံတွေကလည်းအရထွက်တယ်မရဘူးတခုံတွေကပုံပါရဲ့သင်္ခေတမှာပါပြီးသွားတယ်ခပ်ပြီးရတယ်ဒေသတွင်းမှာတော့စစ်ကော်မရှင်လာအောက်ကန်တွေဟာလူငယ်တွေကိုညဘက်ချိန်တွေမှာဖမ်းဆီးတာ ဆိုင်ကယ်အမျိုးသားနှစ်ယောက်မစည်းရနေရာမှာနှစ်ယောက်စီးပါကဖမ်းဆီးတာပြင်လုသွားလုပြန်ကအစာဖမ်းဆီးပြီးစစ်မှုထမ်းတသားသိစုဆောင်းနေတာပါအခုလိုစစ်ကော်မရှင်ကအကြောင်းမျိုးပြကလူငယ်တွေကိုဖမ်းဆီးပြီးတသားသိစုဆောင်းမှုများလာတာကြောင့်လူငယ်အများစုအိမ်နီးချင်းနိုင်ငံတွေကိုထွက်ခွာမှုမြင့်တက်နေပြီးတချို့တရားမဝင်လမ်းကြောင်းတွေကတဆင်းတွားရောက်တဲ့အတွက်မကြကနာဆိုသလိုဖမ်းဆီးခံရမှုတွေရှိနေပါတယ်တန်လွင်တိုင်းကပြည်သူထားတဲ့ချက်နဲ့တွေရအမှုပြင်းမှာ စစ်ကော်မရှင်ရဲ့ပြည်သူစစ်မှုရန်တင်နာပတ်စဉ်1ကနေအပတ်စဉ်18ထိဒေသတွင်းကစစ်မှုရန်ကျုံဝင်တဲ့လူငယ်3300ထက်မနည်းစစ်သားစုဆောင်ခံထားရပါတယ်။ဒီဇင်ဘာမှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲကိုပြည်သူလူထုတွေစိတ်ဝင်စားပြီးစံနာမဲပေးစေဖို့အတွက်စစ်ကော်မရှင်ဟာနမည်ကြီးတရုတ်ဆောင်တွေနဲ့အစိုးရတွေကိုအသုံးပြုပြီးတော့နှိုးဆော်နေရပါတယ်။ဒီအကြောင်းကိုတော့ဝါနီကတင်ဆက်ပေးထားပါရှင်။ စစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲကိုပြည်သူလူထုတွေစိတ်ဝင်စားပြီးဆန္ဒမဲပေးစီဖို့အရေးလူပညာအတိုင်းဝန်းကနာမည်ကြီးတယောက်ဆောင်တွေနဲ့အစိုးရတွေကိုအသုံးပြုပြီးနှိုးဆော်နေရပါတယ်။2021ခုနှစ်ဆရာနာသိမ်းမှုကိုပြည်သူလူထုနဲ့အတူငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့လူပညာရှင်တွေကိုဖမ်းဆီးထောင်ချအရေးယူခဲ့တဲ့စစ်ကော်မရှင်ကအခုခါမှာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြန်လည်အသုံးချလာနေတာပါ။နိုင်ငံပိုင်ဝါဒဖြန့်ရုပ်တံ channel တွေနဲ့လူမှုကွန်ရက် platform တွေမှာထုတ်လင့်ဖော်ပြကြရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအနုပညာရှင်တွေကအသိပညာပေးနှိုးဆော်မှုတွေမှာပါဝင်ရည်ကူးနေကြပါတယ်။ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့သာဖော်ဆောင်နိုင်မှာဖြစ်လို့ပြည်သူတရားလုံးဆန္ဒမဲပေးပြီးတော့ဒီမိုကရေစီနိုင်ငံတော်ကိုအတူတကွဖော်ဆောင်ကြဖို့ပြည်သူချစ်တဲ့အနုပညာရှင်တွေလည်းပူးပေါင်းလှုပ်ဆောင်နေကြတယ်လို့စစ်ကော်မရှင်ကဝါရပြန်ထားတာပါ။လွတ်လပ်တော်မြန်မာသတင်းမီဒီယာကောင်စီ IPC ရအတွင်းမှုဦးတိုးစော်လက်ကလာမယ့်ရွေးကောက်ပွဲဟာအနုပညာရှင်မကလို့တရားမင်းကြီးဆင်းပြီးမဲဆွယ်ပေးရင်တောင်မှ လူလူစိတ်ဝင်စားမှုရှိမယ်မထင်ဘူးလို့တန်ရင်တိုင်းကိုပြောပါသည်ကျွန်တော်ထင်တယ်အခုလာမဲ့ရွေးကောက်ပွဲရတော့လေသကြာမီးဆင်းပြီးတော့မဲဆွယ်ပေးတော့လူစိတ်ဝင်စားမှုရှိမယ်မထင်ဘူးများတလောက်ပြည်တွင်းစစ်တွေစီဝါရေးရဒုက္ခတွေအကြီးအကျယ်ဖြစ်နေတာလေပြည်သူလူထုရဲ့လက်ရှိအခြေအနေရွေးကောက်ပွဲပွဲအပေါ်ဟိုအမှုပညာရှင်တွေပဲသုံးသုံးတနက်တနက်ထောက်ပြီးတော့ပဲမဲဆွယ်ခိုင်းခိုင်းဒါပဲမိုးပြီးတော့ပဲမဲဆွယ်ခိုင်းခိုင်းကျွန်တော်ထင်တာတော့ပကတိအခြေအနေကတော့ လက်ရှိရွေးကောက်ပွဲပေါ်ပြည်သူလူထုစိတ်ဝင်စားမှုဟာကျွန်တော်ထင်တယ်မြန်မာသမိုင်းရဲ့ရွေးကောက်ပွဲတွေအကုန်လုံးမှာအနှိမ့်ဆုံးပဲပြည်သူတွေဟာအာဏာသိမ်းမှုကြောင့်စစ်ဘေးဒဏ်တွေတဘာဝဘေးဒဏ်တွေနေရက်ဆုံးခွာထွက်ပြေးရတာတွေအသက်အိုးအိမ်စီးဆိုင်ပျက်စီးဆုံးရှုံးမှုတွေခုံစင်းနှုံးကျင်းပြင်းမှုတွေစစ်မှုထမ်းခိုင်းတာတွေစတဲ့စစ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုပါခါတိစွာရင်ဆိုင်နေကြရတာပါ စစ်ကောင်မရှင်အနေနဲ့ရွေးကောက်ခံအစိုးရတရားဖြစ်ရေးလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာတရားနှစ်မြို့နယ်အတွင်းစတင်ကျင်းပမယ်အပိုင်းလိုက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံသားတွေရဲ့အတိအမှတ်ပြုမှုရရေးနှီးမျိုးစုံကြိုးပမ်းလာနေတာဖြစ်ပါတယ်။အာဏာသိမ်းမှုအောက်မှာဖိနှိပ်ကန့်သတ်ထားတဲ့ဥပဒေပေါင်းတွေအတွင်းရှင်းတန်နေကြရတဲ့ပြည်သူများစုဟာစစ်ကောင်မရှင်ကျင်းပပေးမယ့်ရွေးကောက်ပွဲကိုအယုံကြည်မရှိသလိုစစ်ဝင်စားကြဘူးလို့ပြောဆိုနေကြတာပါ။ဒီအပေါ်စစ်ကောင်မရှင်ကပွဲဥထွက်အဖြစ် ခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းကိုတရုတ်ဆောင်နေတိုးပါဝင်အမှုပညာရှင်တို့နဲ့ရဲကူးထုတ်လွှင့်ခဲ့ပေမယ့်အရာမတင်ခဲ့ပါဘူး။ဒါ့အပြင်အဲ့ဒီဇာတ်လမ်းမှာပါဝင်တရုတ်ဆောင်ခဲ့ကြသူတွေကိုပါပြည်သူလူထုကလူမှုပြစ်ဒဏ်တွေပေးပြီးတပိတ်ပေါက်ခဲ့ကြသလိုတော်လိုင်းရေးဖွဲ့စည်းတချို့ကလည်းရေးယူမယ်လို့အသိပေးထုတ်ပြန်ခဲ့တာပါ။ဒီအချိန်မှာစစ်ကောင်မရှင်ကအာဏာသိမ်းမှုအစောပိုင်းကာလမှာဆန္ဒပြခဲ့ကြဘူးတဲ့နာမည်ကြီးအမှုပညာရှင်တွေအများပြားကိုခေါ်ယူကရွေးကောက်ပွဲဆိုင်ရာစီယုံနှိုးဆော်မှုတွေမှာမပြစ်မနေပါဝင်ဖို့လှုံ့ဆော်ခဲ့ပါလေ။ အဲ့ဒီထဲမှာအာနာသိမ့်မှုကိုစန့်ကျင်လို့ထောင်နဲ့ချမှတ်ခံရပြီးပြန်လည်လွတ်မြောက်လာတဲ့ပြည်တီဦးနဲ့အင်ဒရာဂျော်စင်အပါအဝင်အကယ်ဒမီတွေရရှိထားကြတဲ့တုပ်ဆောင်တွေနဲ့အဆိုတော်တွေဆယ်နဲ့ချီပါဝင်ရည်ကူးခဲ့ကြပါတယ်။ဒီအပေါ်ပြည်တွင်းပြည်ပမှာရှိတဲ့ဆက်နာရှင်စနစ်ကိုညီမျိုးစုံစန့်ကျင်တော်လှန်နေကြတဲ့မြန်မာပြည်သူတွေကြား Facebook လူမှုကွန်ရက်တွေမှာမြင်မြင်သောဝေဖန်ထောက်ပြမှုတွေလည်းရှိနေတာပါ။ ပြည်သူတို့ကတော့စစ်ကော်မရှင်ရဲ့ဖိအားပေးမှုအောက်မှာအမှုပညာရှင်တွေရဲ့ဝါဒဖြန့်ခိုင်းစေခံရမှုနဲ့မဲပေးသူတွေရှိကောင်းရှိလာနိုင်ပေမဲ့စစ်မှန်တဲ့ဆန္ဒမျိုးတော့ရမှာမဟုတ်ဘူးလို့တန်လွင်တိုင်းကပြောပါလေ။အဲတရုတ်ဆောင်တွေရဲ့ဝါဒဖြန့်မှုနဲ့ဟိုဒီပေးရတဲ့ဟာကကြတော့မဖြစ်မကြွမြင်နဲ့အထီရောက်မှုတော့မရှိနိုင်ဘူးတခြားတကွာဖိအားတော့ဖိအားကြောက်ပေါ့နော်။ဥမာတချို့ကသူတို့ရဲ့ပြစ်တတ်တော့မဟုတ်ဘူး။ဒါပေမဲ့အာဒီ အတူရောင်ရွေးကောက်ပွဲကဒီမှာကိုကိုစမထွက်လမ်းမရှိဘူးပေါ့နော်တခြားအာဒီရှောင်းနိုင်တဲ့အခြေအနေမရှိတဲ့ခါကျတော့ဒီထဲလိုက်ရတဲ့အခြေအနေရောရှိမယ်ပေါ့နော်ဆိုတော့အတူရောင်ရွေးကောက်ပွဲကဒီအတူအတူရောင်အာအာဒီပဲအာရှိမယ်ပေါ့လေနော်တကယ်စစ်မှန်တဲ့ပြည်သူတွေရမဲတော့ရမှာမဟုတ်ဘူးဒီအခြေအနေအကြောင်းမျိုးမျိုးကြောင့်အတူရောင်မဲတွေပဲဖြစ်မှာပေါ့ စစ်ကောင်မရှင်ကတော့ဒီမိုကရေစီပြန်လည်ရှင်သန်ရေးဆိုပြီးရွေးကောက်ပွဲတည်းရဲ့ကျင်းပကပေါ်ပေါက်လာတဲ့အစိုးရလက်ထက်အာဏာလွှဲပြောင်းပေးသွားမယ်လို့အာဏာသိမ်းချိန်ကနေဒီကနေ့အထိတွေးကြော်နေတာပါ။အဲ့ဒီရွေးကောက်ပွဲကိုမယုံကြည်သူ68ရာခိုင်နှုန်းနဲ့မဲပေးမှာမဟုတ်ဘူးလို့ဖြေဆိုသူ66ရာခိုင်နှုန်းရှိနေတယ်လို့ပြည်သူ့လူရှာမှုပလက်ဖောင်းရဲ့လွတ်လပ်တဲ့သုတေသနအဖွဲ့ကနေကောက်ယူတဲ့စစ်တမ်းတွေ့ရှိချက်မှာဖော်ပြထားပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဂျော်ဂျီယာမှာတူရကီစစ်ပတ်လေရင်ပြတ်ကျောက်မှုကြောင့်စစ်မှုထမ်းအယောက်20လုံးသေဆုံးခဲ့ပါတယ်။ဒီအကြောင်းကိုတော့ဘဘက်ကပြပြပေးထားပါရရှင်။ဂျော်ဂျီယာမှာပြတ်ကျသွားတဲ့စစ်ပတ်ကုန်တင်လေရင်ပေါ်လိုက်ပါသွားတဲ့စစ်မှုထမ်း20ဦးလုံးသေဆုံးသွားကြောင်းတူရကီကာကွယ်ရေးဝန်ကြီးဌာနကနိုဝင်ဘာလ12ရက်ကကြေညာပါတယ်။ C130 လေယာဉ်ဟာအဇာဘိုင်ဂျန်နိုင်ငံကန်ဂျာမြို့ကထွက်ခွာလာပြီးတူရကီတို့အပြန်လမ်းမှာအဇာဘိုင်ဂျန်နယ်စပ်အနီးဂျော်ဂျီယာနိုင်ငံစင်နာဂီဒေသမှာနိုဝင်ဘာလ17ရက်ကပြတ်ကျသွားခဲ့တာဖြစ်ပါတယ်။ ကျစ်ချရတဲ့အကြောင်းအရင်းကိုစုံစမ်းစစ်ဆေးနေစေဖြစ်ကြောင်းတူရကီရဲ့မတော်တဆဖြစ်ရစုံစမ်းစစ်ဆေးရေးအဖွဲ့ကနိုဝင်ဘာလ12ရက်မနက်ပိုင်းမှာလေရင်ပြက်ကြရာနေရာသို့ရောက်ရှိသွားပြီးဂျော်ဂျီယာအရာရှိတွေနဲ့ပူးပေါင်းပြီးလေရင်ပြက်ကိုစုံစမ်းစစ်ဆေးနေကြောင်းအမျိုးသားကကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်ဆိုင်ပြုံးမြေတစ်ခုပါဝင်ပြီးတောင်ကုန်းတွေဝိုင်းထားတဲ့လွင်ပြင်တစ်ခုမှာလေရင်အပြက်စီးတွေပြန့်ကျဲနေကြောင်းတူရကီပုဂ္ဂလိကရုပ်သံလိုက် NTV ကလေရင်ပြက်ကျရာနေရာကနေသတင်းပေးပို့ထားပါတယ်။ လေရင်အပြက်အစီးတွေဟာနေရာတွေအများကြီးမှာပြန့်ကျဲနေရလို့အဲ့ဒီသတင်းမှာဖော်ပြထားပါတယ်။အဲ့ဒီသတင်းကိုတူရကီကာကွယ်ရေးဝန်ကြီးယာဆာဂူလာကလူမှုမီဒီယာမှာအတည်ပြုထားပြီးသေဆုံးသွားတဲ့စစ်မှုရန်တွေရဲ့ဓာတ်ပုံတွေကိုဖော်ပြထားပါတယ်။အဲ့ဒီလေရင်ဟာဂျော်ဂျီယာလေပိုင်နက်ထဲဝင်ရောက်လာပြီးမနစ်ပိုင်းအတွင်းအဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်းဂျော်ဂျီယာလေကျောင်းအာဏာပိုင်အဖွဲ့ကိုကိုးကားပြီးတူရကီနိုင်ငံအနာဒိုလိုအေဂျင်စီသတင်းဌာနကနိုဝင်ဘာလ17ရက်မှာဖော်ပြထားပါတယ်။ ဒါပေမဲ့အဲ့ဒီလေရင်ကဒုက္ခရောက်နေကြောင်းအချက်ပေးပို့မှုမရှိခဲ့ဘူးလို့သတင်းမှာဖော်ပြပါတယ်။ C130 လေရင်အမျိုးအစားကိုစစ်သားတွေပို့ဆောင်ဖို့နဲ့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေအတွက်တူရကီစစ်တပ်ကကြကြဲပြင်းပြင်းအသုံးပြုနေပါတယ်။တူရကီနဲ့အစားပိုင်းချက်ဟာစီရေပူပေါင်းဆောင်ရွက်မှုတွေဆက်လက်လုပ်ဆောင်နေကြပါတယ်။ဂျပန်ဝန်ကြီးချုပ်ကိုကောင်းဖြတ်တက်ပြစ်မယ်လို့တရုတ်အရာရှိချိန်ချောက်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါရရှင်။ ထိုင်ဝမ်နဲ့ပတ်သက်တဲ့စစ်ပွဲမှာဂျပန်ပါဝင်လာနိုင်တယ်လို့ဂျပန်ဝန်ကြီးချုပ်ဆာနီတာကာအီချီပြောကြားပြီးတဲ့နောက်သူ့ကိုခေါင်းပြတ်တက်ပြစ်မယ်လို့တရုတ်ရာရှိသူကချင်းချလိုက်ပါတယ်။ပိတ်ဆို့ထားတာမျိုးလို့ထိုင်ဝမ်ကိုတရုတ်ကစီးရေးအရာရေးယူရင်ရှင်တန်ရဲ့အနေနဲ့ကြောက်ရွံ့တဲ့အခြေအနေဖြစ်လာနိုင်ပြီးဂျပန်အနေနဲ့မဖြစ်မနေဝင်ပါလာရနိုင်တယ်လို့ဝန်ကြီးချုပ်တာကာအီချီကပြောကြားခဲ့တာဖြစ်ပါတယ်။ဝီကျိုရဲ့အခုလိုပြောဆိုမှုကိုတုံ့ပြန်တဲ့အနေနဲ့အိုဆာကာမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ချုပ်ရှူချန်းကလူမှုမီဒီယာ X ပေါ်မှာ ဝင်ကြီးချုပ်တာကာယီထီရဲ့အမှတ်ချက်တွေကိုဖော်ပြထားတဲ့သတင်းနဲ့အတူလုံးဝတုံ့ဆမ်းမိနေပဲညစ်ပတ်တဲ့လက်ရင်းကိုဖျက်ပြစ်မယ်လို့ချင်းချောက်ခဲ့တာဖြစ်ပါတယ်။စိတ်ဆိုးဒေါသထွက်တဲ့ခံစားချက်ဖော်ပြတဲ့ပုံနဲ့အတူအဲ့ဒီတရုတ်ရာရှိကနင်းအဲ့ဒါအတွက်အသက်ဖြစ်နေပြီလားလို့လည်းយေတာထားပါတယ် ဂျပန်ကတရုတ်တပ်တွေကိုတိုက်ခိုက်ရင်တရုတ်ကချက်ချင်းတုံ့ပြန်တိုက်ခိုက်မှာဖြစ်ကြောင်းနဲ့မစ္စစ်တာကာအီချီအနေနဲ့ဘာမှမဖြစ်တယ်လို့မျိုးစစ်ပွဲမစတင်ဖို့အမှန်တကယ်ပြောဆိုနေတာဆိုရင်ဂျပန်နိုင်ငံကတော့စုံငန်းတိုင်ပြီဆိုတဲ့យေတာချက်တွေပါဝင်အခြားသူတွေရဲ့យေတာဖော်ပြမှုတွေကိုလည်းအဲ့ဒီတရုတ်တန်တမန်ကဝေမျှခဲ့ပါတယ်ဂျပန်ထိပ်တန်းအစိုးရပြောရေးဆိုခွင့်ရှိသူမီနိုရူကီဟီရာကအဲ့ဒီဖော်ပြချက်ကတော်တော်ကြီးကိုမတင်တော်ဘူးလို့နိုဝင်ဘာ10ရက်ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ် ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနနဲ့တရုတ်နိုင်ငံမှာရှိတဲ့ဂျပန်တိုင်အုံတို့ကကန့်ကွက်ထားပြီးတော့အဲ့ဒီလူမှုမီဒီယာမှာဖော်ပြထားတာတွေကိုဖျက်ပေးဖို့တောင်းဆိုထားကြောင်းဂျပန်စိုးရပြောခွင့်ရသူကဖြည့်ဆွတ်ပြောပါလိမ့်။အခုဆိုရင်တော့ Mr. Ru ရဲ့တရားဝင် X အကောင့်မှာအဲ့ဒီဖော်ပြချက်ကိုမမြင်တွေ့ရတော့ပါဘူး။ Mrs. Takaichi ရဲ့ပြောဆိုမှုနဲ့ပတ်သက်လို့တရုတ်ကပြင်းပြင်းထန်ထန်ကန့်ကွက်ထားကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောဆိုခွင့်ရှိသူလန်ကျန်းကနိုအီမာဆဲကသတင်းတောက်တွေကိုပြောပါလိမ့်။ရေလက်ကြားဖြတ်ကျော်အရေးကိစ္စတွေမှာဂျပန်ရရှိတွေကြားဝင်ပါဖို့ကြိုးပမ်းမှုကြောင့် တရုတ်ဂျပန်ဆက်ဆံရေးကိုဆူဆူရွာရွာထိခိုက်စေတယ်လို့သူကဖြည့်ဆွတ်ပြောပါတယ်။ဘေကျင်းကထိုင်ဝမ်ကိုသူတို့ပိုင်တယ်လို့ပြောထားပေမဲ့တိုက်ပွဲဆူရွာကတော့ပြင်းပြင်းထန်ထန်ငြင်းဆူထားပါတယ်။မနက်ဖြန်နိုဝင်ဘာလ23ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကို တင်ဆက်ပေးပါမယ်။ ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်ကင်းစင်သလောက်ရှိနေတာကိုတွေ့ရပါတယ်။မနေ့ပြန်အတွက်ခန့်မှန်းချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထင်းဖြစ်ထွန်းနေပါတယ်။တနင်္သာရီကံယူတန်းမြဝကျုံးပေါ်ဒေသတွေနဲ့မုတ်တမခွေးဘက်တို့မှာလေဟာအရှိရှိတောင်ဘက်ကနေတနင်္သာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအထင်းထင်းရှိနေပါတယ်။ ရခိုင်ကမ်းရိုးတန်းမှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအိုင်9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်အသင်သင်ရှိနေပါတယ်။တနင်္လာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးကြံဒေသတွေမှာတော့အများအားဖြင့်တာယာနိုင်ပါတယ်ရှင်။မြူချီနေမှာစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမြူတူများကြာဆင်းနေပါတယ်။ အမြင့်ဆုံးအပူချိန်တွေအနည်းနဲ့မော်လမြိုင်မြို့နဲ့ဖန်အံမြို့တို့မှာ38ဒီဂရီစင်တီဂရိတ်စီထဝယ်မြို့မှာ30ဒီဂရီစင်တီဂရိတ်အထီးသေးစီရှိနိုင်ပါတယ်မြန်မာနိုင်ငံတပြည်လုံးမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့လည်းခန့်မှန်းရရှိပါတယ်ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ winidor.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင် တောင်လင်းထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါတောင်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်